ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ရတန်တင်းတဲ့ relationship များအကြောင်းအရာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့မှာတော့ကိုယ့်အတွက်လည်းအဆင်မပြေလက်လည်းမလွတ်နိုင်တဲ့ relationship တွေအကြောင်းကိုပြောပြချင်ပါတယ်။ဒီမှာတော့ချစ်သူဆုံးတွဲတွေရောတင်ငယ်ချင်းအချင်းချင်းဆက်ဆံရေးတွေရောပါဝင်ပါတယ်။ဒီတော့ကိုယ့်စီမှာဒီလို relationship တွေရှိနေပြီဆိုရင်တော့ရတန်လိုက်တာအကောင်းဆုံးလို့ပြောပြစီနော်။အမြဲစိတ်ညစ်ရတဲ့ relationship ပြောစရာတွေဖန်တီးပေးနေလဲသူ့ဘက်ကလက်မခံတာမျိုး ကိုယ့်ကိုဂယုမစိုက်တာမျိုးရန်ခဏခဏဖြစ်တာမျိုးစတဲ့စိတ်ဆိုးစိတ်ကောက်တာမဟုတ်ပဲအမြဲဝမ်းနေပြီးစိတ်ညစ်နေရတဲ့ relationship မျိုးပါကိုယ့်ကိုဂယုမစိုက်တဲ့ relationship ဒါကတငယ်ချင်းတွေမှာဖြစ်တတ်ပါတယ်ကိုပေါင်းနေတဲ့အုပ်စုမှာကိုကိုဂယုမစိုက်တာတွေရှိတယ်လို့တောင်မထင်တာတွေကိုကပဲသူတို့လိုအပ်တာတွေကြီးလိုက်ဖြည့်စီပေးနေပြီးကိုဘက်ကမကြည့်တဲ့ relationship တွေပါ ဖောက်ပြန်တဲ့ relationship ဒါကတော့ရှင်ပါတယ်။အရန်ချစ်လို့ခွင်းလွတ်ပြီးမနေပါနဲ့။တခါဖောက်ပြန်ရင် နောက်တခါလည်းထပ်လုပ်တတ်ပါတယ်။ကိုနဲ့ပြက်ပြီးမှအခြားသူကိုတွဲပြီးကိုစီပြန်လာတာမျိုးမဟုတ်ဘူးနော်။ကိုနဲ့တွဲနေတော့တခြားသူနဲ့ဖောက်ပြန်တာမျိုးပါ။ပြက်လိုက်တွဲလိုက် relationship ခဏခဏပြက်လိုက်တွဲလိုက်ဆိုရင်လည်းတခုခုကိုပြက်သားတတ်ပါတယ်။ပုံမြင်အောင်တွဲမလားအပီးပြက်မလားပါ။ ရှေးတမျိုးကိုရတမျိုး relationship ရှေးမှာကြတမျိုးပြောပြီးနောက်ကျောဓာထိုးတဲ့သူတွေနဲ့ထပ်အဆက်အသွယ်မလုပ်ပါနဲ့ကိုရင်ဖွင့်ခဲ့သမျှကိုတခြားသူတွေစီပြန်သွားပြောတဲ့သူတွေပါကိုကလွှင့်ရင်ကျန်တာဦးစားပေးတဲ့ relationship စီပွားရေးလုပ်နေလို့အချိန်မပေးနိုင်တာက တမျိုးပါဒါတောင်မှအားတဲ့အချိန်လေးမှာကိုကိုအတိမတ်ပြုတ်ဖို့လိုပါတယ်မိသားစုရင်းနဲ့အခြားသောကိစ္စတွေကို ုံမှန်ထက်အမြင်ဦးစားပေးနေတဲ့သူဆိုရင်အဆင်မပြေပါဘူးเนาะရိုင်းနှက်ဆဲဆိုတဲ့ relationship အတွဲတွေထဲမှာရောတငယ်ချင်းတွေမှာရောရှိပါတယ် main ကလေးဘက်ကဖြစ်ဖြစ်ယောက်ျားလေးဘက်ကဖြစ်ဖြစ်ကိုကိုမလေးစားပဲလူရှိသူရှိမှာ ရိုင်းနှက်တာဆဲဆိုတာဆိုရင်ဘလောက်ချစ်ချစ်ဖြတ်ပါ နားလည်မှုမရှိတဲ့ relationship ကိုဘက်ကပြဿနာတွေကိုစိတ်ဝင်စားပဲသူတို့ရဲ့ခံစားချက်တွေကိုလိုချင်မှုတွေကိုရှည်တန်းတင်နေတူတွေပါ ကိုကခေါ်တိုင်းသွားရပြီးကို့အကူညီလိုရင်ကြခေါ်မရတဲ့ relationship တွေပါကို့အပြစ်အမြဲပုံချတဲ့ relationship ဖြစ်သမျှပြဿနာတိုင်းကိုကို့အပေါ်လွှဲချတဲ့ပုံစံမျိုးတွေပါဘလောက်ကိုဘက်ကအကောင်းဆုံးတွေပေးလဲအမြဲအပြစ်တင်ပြောခံရတယ်အမြဲကိုကပဲဖြည့်ရှင်းနေရရင်ရက်လိုက်ပါ balance မညီတဲ့ relationship အမြင်ဆင်ခြင်တွေပေးတတ်တာပဲဖြစ်ဖြစ်စိတ်ခံစားမှုတွေကိုဦးစားပေးလို့နာပဲဖြစ်ဖြစ်တခုခုမှအစွန်းရောက်နေတာပဲဖြစ်ဖြစ်ချုပ်ချယ်လို့နာတဝေတုံလို့နာနားလည်မှုမရှိတာစတဲ့တဖက်စွန်းရောက်နေတဲ့ relationship တွေဆိုရင်ထွက်လိုက်ပါနော်အခုဆိုရင်ကျွန်တော်က10မျိုးတောင်ပြောပြခဲ့ပါတယ်ကိုစီမှာလည်းတခုရှိနေပြီဆိုရင်တော့တေချာစဉ်းစားပြီးလှုပ်တင်တာကိုပဲလှုပ်ပါနော်တငယ်ချင်းဖြစ်စေကိုချစ်သူဖြစ်စေ အဆင်ပြေရင်အသက်ဆုံးထိခင်မင်ပေါင်းသိမ်းလို့ရပါတယ်။အဲဒါကြောင့်ကို့အတွက်တဘဝလုံးပျော်ရွှင်ရတဲ့ relationship ကိုသာရွေးချယ်ကြပါနော်။